ရယုံမြင့်တန်ကြားပြည်တံများရှင်မုခုဆရာတော်ဖရာကြီးဟာရန်ကုန်မြို့မှာအခမဟာပဏိတဗုဒ္ဓစိတ်တော်ဆက်ကလူရမ်းမှုကိုခံယူတော်မူပြီးနောက်တက္ကရာ1324ခုဝါဆိုလာဇန်23ရက်နေ့မှာမရပူရမြို့ကိုပြန်လည်ကြွရောက်လာခဲ့ပါပြီမရပူရမှာ53ဝါမြောက်ဝါဆိုတော်မူပြီးနောက်တနေ့နှစ်ကြိမ်တရားဟောခြင်းလုပ်ကိုဆက်လက်ဆောင်ရွက်တော်မူခဲ့ပါပြီတက်တော်63နှစ်အရွယ်ရှိပြီးမို့ကျမ်းမာရေးကိုလည်းအထူးပြုစိုက်တော်မူပါတယ်ရှင် ဆရာတော်ဖရာကြီးကျမ်းမာရေးရလမ်းလျှောက်ထွက်တဲ့အချိန်ကတော့ညနေဆောင်အချိန်များဖြစ်ပါတယ်။အများဆုံးလမ်းလျှောက်ထွက်တဲ့နေရာတွေကတော့တောင်တမန်အင်းဥပိန်တရားနဲ့မဲဆယ်ပင်လမ်းတစ်လျှောက်တို့ဖြစ်ကြပါတယ်။တခါတည်းကဥပတ်တို့ဒေါခင်ငိမ့်တို့လှူဒန်းထားတဲ့မော်တော်ကားနဲ့သတိုင်းတရားနာထီသွားပြီးလမ်းလျှောက်ထွက်တော်မူလေးရှိပါတယ်ရှင်။ မိုးကဆရာတော်ဖျားကြီးဟာသက္ကုရေ1324ခုနှစ်တရင်းကျွနာပြည်နေမိုးကဟိတာတရားဝင်မှာတပိတ်တလို့တရားတော်ကိုဟောကြားတော်မူခဲ့ပါတယ်။အဲ့ဒီချင်းဟာမိုးကဆရာတော်ဖျားကြီးခန္ဓာဝင်ချရင်လေးရက်တာလူတော်ကျင်ဖြစ်ပါတယ်ရှင်။အိုင်းကားရင်ဓမ္မတို့ခန္ဓာကိုယ်တွေကဘာပေါ်ပေါ်ပါသစ္စာလဲသိရတာပါလို့သိရတာပါသစ္စာ ောမလာရာယအဲဒုက္ခနိရောဓသစ္စာနောမလာရာယသိညာဗလားဒါဖြင့်ဓရမတို့အရှုခံရတာကဘာသစ္စာဒီကြီးဒီကြီးဒီခန္ဓာကြီးခန္ဓာငါးပါးလာကဒါလေးရှုနေတော့ဘာသစ္စာလဲဟောဒီရှုတဲ့ဉာဏ်လေးက ဒီညာလေးကလူဆရာပေးလို့ရှိရပါဘူး။ဒီညာလေးကဒီအကြောင်းမပြောဘူးလား။ဒါပြန်သူကပါပိစ္ဆာလေ။ဒီတရားကိုလာခဲ့။မလာပါကသမှုရိယသေးတာ။သမှုရိယသေးတော့နောက်ခန္ဓာရာသေးလား။ဒါကပါပိစ္ဆာ။ဒုက္ခနိရောဓသစ္စာ။ ဒုက္ခချုပ်တဲ့လက်စာသဘောပါလားဒါပြန်ဒကာရမတို့ရှုရကြပါလားဘယ်ချိန်ရှုမှာတော့လို့မေးမနေနဲ့ခန္ဓာရပြတဲ့ချိန်ရှုလိုက်ဒကာကျေလေချိန်ရှုမှာလေဒါနဲ့ခန္ဓာကပါသစ္စာရှုတာကသိတာက မလားလားကနိရောဓသစ္စာရှင်းရဒါလို့ဆိုရင်ဒီကဓမ္မတွေမသိရသေးဘူးလားသိပါဘူးဒါကြောင့်ဘုန်းကြီးကယနေ့ပါရယဟောတော်မူမာဟိပြန်တဲ့လူကဖြစ်စေကိုရကိုရပြန်တဲ့ပုဂ္ဂိုလ်ဖြစ်စေတို့သဘိတ်တော့လက်တဲ့တရားဟေးလို့မှတ်လိုက်ပါပါရယဟောပါလေသိပါဘူး ိစ္ဆာသိရင်တပိစ္ဆာလုတ်ပြီသစ္စာသိရင်တပိစ္ဆာသာကသစ္စာမသိတဲ့ပုဂ္ဂိုလ်ဒီမှပြည့်တယ်ဖြစ်ကျင်းမလားဒါပြန်အားလုံးတရားဓမ္မတွေငါသိရင်သဘောမဆွတ်ကြနဲ့လို့အားလုံးမာရဲပါမာပါပါမာပြအောင်မာပါမာပါပါဒီမှအချက်ကွဲမခံမှန်းနဲ့မာပါပါ သေးမှပါလေ။ဩငါမေသေးသောငါဖေသေးသောငါညီသေးသောပြီ။ဘုရားသိကြများရှင်နေရန်ပြောတော့ကွာသူကလေးသလုံးသွကြအောင်စု။ဒါပြန်လို့သူတဲ့ပုဂ္ဂိုလ်ရည်ရွယ်ချက်ကသိချလို့သွတာလားသိမချလား။ဒါပြန်သေရလူကသိစားပါသားနဲ့နောက်လူကအချက်ခွဲတော့သေရလူမနာဘူးလား။ ါဖြင့်တရားကျဲစက်ကောခံမလားမခံမြင်မှန်းတော့မာခဲ့မယ်ရေကြီးတကားဒါဖြင့်ဒီနေ့ပါရီယဟောတော်သစ္စာသိရန်ကလေးပတ်လို့ပါတယ်ပေါ်ရအဲ့နိုင်ရရှိဒီနေ့ဒီရင်တော်ရစေ ညောင်ရီုံမြင့်တန်ကြားပြည်တညာရှင်မိုးကုတ်ဆရာတော်ဖျားကြီးဟာဖုံးကန်ကြီးမတဲ့လျောက်အဲ့ဒီခေတ်အလွန်တန်ဖိုးကြီးမတဲ့ပိုးဖဲဂရီပါတင်ငန်းများမှစမော်တော်ကားအစုံဖြစ်စည်းလေးပါအရှံဘေပေါ်များစွာအလူခံရရှိလေးရှိပါသည်ဆရာတော်ဖျားကြီးဟာဖြစ်စည်းလေးပါပေါ်တွေ့တာကညှိမှုမရှိဘဲအလူခံရသမျှဝတ္ထုဖြစ်စည်းအလုံးကို တခုမကျန်ပြန်လည်တည်ကံဆုလှူလေးရှိပါတယ်ရှင်ဖြစ်စည်းလေးပါပေါ်မှာတွေ့တာကညှိမှုကင်းတဲ့ဆရာတော်ဖျားကြီးရဲ့ ဘောဓာကိုပေါ်လွင်စေတဲ့ဖြည့်ရတစ်ခုကိုပြောပြပါမယ်။တခါကဝါကျုပ်ကထိန်မွဲတစ်ခုအတွက်စီစဉ်နေတဲ့အခါတဝါရင်းလုံးကြောက်မှရထားတဲ့လူအစုခံထားတဲ့ထီးတင်ကဖနတ်အဆရှိတဲ့ပစ္စည်းတွေကိုစုပေါင်းပြီးတော့စင်းစရာလုပ်ပြီးတော့ဆရာတော်ဘုရားကစီစဉ်နဲ့ဆရာတော်ကိုဟိုမှာမဲအလုတ်ခိုင်းပါတယ် အဲ့လိုမဲလုတ်ထိုင်တဲ့အခါမှာကြောင်မှရှိနေတဲ့တန်ခါနဲ့မဲစင်းနဲ့ချိန်ဆလိုက်တဲ့အခါကျပစ္စည်းကများနေတာဖြစ်တယ်။အဲ့တော့ပစ္စည်းများနေတော့စီစဉ်တဲ့ဆရာတော်ကဆရာတော်ကြီးအတွက်ဆိုပြီးတော့ဘန်ကောက်တင်ကန်းကိုဘိုးတင်ကန်းကိုခြံထားလိုက်တယ်။အဲ့ဒီလိုခြံထားလိုက်တဲ့အခါကျတော့ဆရာတော်ကြီးကသိသွားတဲ့အခါကျတော့ခြံမထားပါနဲ့ကွာ။ အကုန်လုံးဖူပြစ်လိုက်ပါတော့အမိန်ရှိပါအဲ့လိုအမိန်ရှိတဲ့အခါကျတော့ဆရာတော်ကပြန်ပြီးတော့နောက်ထပ်ပြန်ပြောတယ်ဒီပစ္စည်းတွေကတရားဓမ္မတွေကလှူလိုက်တာကတွေ့တာကန့်ညင်မှုတဏဖြတ်တော့ပြီးလှူထားတာဖြစ်တယ်အဲ့တော့တွေ့တာကန့်ညင်မှုဖြတ်တော့ပြီးလှူထားတဲ့ပစ္စည်းတွေကိုမင်းတို့မာတို့ကတွေ့တာကန့်ညင်မှုအမြင်နဲ့တို့တန်ဃာတွေကယူဆပြီးတော့ခြံထားမယ်ဆိုလို့ရှိရင်ငါတို့က တို့တို့ထွေးကြီးသားတွေကိုကောက်ကောက်ညုံနေတယ်လို့ဖြစ်တတ်ဖြစ်မှာပေါ့။သူများထွေးကြီးသားကိုကိုယ်မမညုံမိဖို့အရေးကြီးတယ်။အဲ့ဒီလိုအမိန့်ရှိတဲ့အခါမှာဆရာတော်ဖရာရဲ့တရားလေးတွေကအင်းတန်ကျက်တိမူရင်းထလောက်အောင်ခံစားဆန်းစားရတယ်လို့ဆရာတော်အနေနဲ့မိန့်ရှိတာကိုသိရပါတယ်။နောက်ရုပ်မြင်သင်ကြားပြည့်ကံများရှင် ေ1324ခုသတင်းထုတ်လပြည့်ကျော်နှစ်ရည်နေ့မှာအမရပူရမျိုးမင်္ဂလာမိတ်ကင်ဟိတာအတွင်းမှာအကျိုးရည်သက်ချတရားဝဲတစ်ခုကျင်းပပြုလုပ်ခဲ့ပါသည်။ဒီအကျိုးရည်သက်ချတရားဝဲမှာအလူဌာနပြုလုပ်ခြင်းနဲ့ပတ်သက်ပြီးဆရာတော်ဖျားကြီးဟောကြားတော်မူခဲ့ပုံအကြောင်းများကိုတောင်ကြီးမျိုးမိုးကုတ်ဝိပဿနာဟိတာမှတရားဓမ္မများက အခုလိုဆွေးနွေးပြောကြားခဲ့ကြပါသည်။ ပုရာမင်္ဂလာတိုက်မှာတက်ကြေ1324ခုသတင်းကျလက်ပြကျော်3ရက်နေ့မှာမိုးကုံမြို့ကဥရှိလတော်တောင်းတို့ဟာသူတို့ရဲ့သားလေးကိုရှင်ပြုပေးมาဖြစ်ပါတယ်သတင်းကျလက်ပြကျော်4ရက်နေ့မှာတော့ကထိန်လူတော်မင်္ဂလာပွဲကျင်းပပြုလုပ်มาဖြစ်ပါတယ်ရှင်ပြုပွဲနဲ့ကထိန်လူတော်မင်္ဂလာပွဲကိုမိုးကုတ်ဆရာတော်ဖရာကြီးကဒီစက်ချက်တရားဟောပေးมาဖြစ်ပါတယ်ဆရာတော်ဖရာကြီးကပွဲမကျင်းပမီတည့်ရက်လို့မှာသတင်းကျလက်ပြကျော်4ရက်နေ့မှာ အကျိုးရည်စက်ချက်တရားဟောကြားပေးတော်မူခဲ့ပါတယ်။ဆရာတော်ဘုရားကြီးဟောကြားပေးခဲ့တဲ့တရားကတော့အလှူဒါနနဲ့ပတ်သက်ပြီးဟောကြားပေးခဲ့တဲ့တရားတော်ဖြစ်ပါတယ်။ဟုတ်ပါတယ်ဗျာ။အဲ့ဒီပွဲမှာဆရာတော်ဘုရားကြီးကတက္ကသမတို့အလှူပေးတယ်ဆိုတာလူခံပုဂ္ဂိုလ်လက်တွင်ကိုပစ္စည်းရအောင်ပို့ပေးတာ။အဲ့ဒါလို့ပြောလို့ရှိရင်လွဲတယ်။ဒီတော့တက္ကသကပြောမယ်။ဟာအရှင်ဖုရားအလူပေးတာပဲလူပဲပစ္စည်းတွေသာလူကံပုဂ္ဂိုလ်လက်ထဲကိုရောက်သွားရမှာပဲ ဒါတက်တက်လုံးတပည့်တော်တို့ဒီလိုနားလည်ခဲ့တာပဲဆိုပြီးတော့စောရကတက်ချင်ကြမယ်ခွန်ကြီးကသာဒကနဲ့ပြောရမယ်လို့အမေရှိခဲ့မှုပါတယ်အဲဒီလိုဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့တဲ့သာဒကလေးကိုဒေါက်ခင်ညွန့်ကပြောပြပါဦးများဟုတ်ကဲ့ဆရာတော်ဘုရားကြီးမိန့်တော်မူတဲ့အတိုင်းပြောပြပါမယ်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးတာဝတိပြေအစီတော်ချောင်းမှာတည်င်းသုံးတော်မူစဉ်တုန်းကညတကောင်ရံအချိန်မှာ လက်တွေစုယုံရောက်ရှိလာသည်မြတ်စွာဘုရားကိုလျှောက်ပါတယ်အရှင်ဘုရားအလှပေးတဲ့ဆိုတာသူများကိုပေးလက်ရတာလားအောင်မေတယ်တကယ်တော့တပည့်တော်တို့ရလိုက်တာပါလားဘုရားအဲ့တို့လက်တွေကသူတို့ရဲ့ကိုတွေးကိုလာပြီးတော့လျှောက်ပါတယ်အေးဒါကြောင့်အလှပေးတဲ့ဆိုတာသူများရတယ်လို့ပြောရင်မှားတယ်လွဲတယ်ကိုယ်ကရလိုက်တာလို့မှတ်ရမယ်လို့ မူကုတ်ဆရာတို့ဘုရားကြီးကဆုံးမခဲ့ပါဘူးလူဒါနာပေးရတဲ့ပတ်သက်ပြီးမြတ်စွာဘုရားရှင်ကိုရုံမြတ်ကြီးဟောကြားတာရှိပါတယ်အိန္ဒိယကိုမိလောက်နေတာမြတ်ကြီးရင်ကုံယုံပဲကိုယ့်အတွက်ဘာတစ်ခုမှမရလိမ့်ဘူးဥခွက်ပကံဇွန်ကလေးကအစဆွဲထုတ်လိုက်ရင်ဆွဲမိတာကိုယ့်အတွက်အဆုံးဆောင်ကလေးတစ်ခုရလိုက်တယ်တဲ့အဲ့ဒီလိုပဲလူဘဝဆိုတာမိဆက်တမိနဲ့တကွာ ဘေးဆိုးတွေကနေဆက်တောင်မြင်နေကြတာအလူတခုပြုလုပ်တယ်ဆိုတာနောင်တန်တရားမှာကိုတုံးဆွဲဖို့မိဘကဆွဲထုတ်လိုက်တဲ့သဘောပဲတဲ့မှန်တာပေါ့ရှင်ကျွန်တော်တို့အလူတခါလုပ်ရင်ဘလောက်ကုံသွားတယ်လဲဆိုပြီးတော့မှလာလာမေးတတ်ကြပါလေအမှန်ကဘလောက်ရလဲလို့မေးရမှာမဟုတ်လားဟုတ်ပါတယ်ရှင်ရတယ်ဆိုတဲ့နေရာမှာလဲဆရာတော်ဖျားကြီးကလူရန်လိုက်တဲ့အတွက်အလူပကံပုပ်ပုံများရဲ့လက်မှာလူဝယ်ပစ္စည်းတွေ ရရှိသွားတာကိုဆိုလိုတာမဟုတ်ပါဘူး။အလူပေးပုဂ္ဂိုလ်ရဲ့စိတ်တဏ္ဍာမှာအောင်းတဲ့စေနာတွေဖြစ်ပေါ်ရရှိလိုက်တာ၊နိုင်ရတုပ္ပိစည်းစိမ်ဥစ္စာတွေရရှိအကျိုးပေးမဲ့စေနာကောင်းတွေဖြစ်ပေါ်ရရှိလိုက်တာကိုဆိုလိုတော်မူတာပါပဲရှင်။တနည်းအားဖြင့်ယူလိုက်တဲ့ကုသိုလ်စိတ်တွေနဲ့အတူအလူပေးပုဂ္ဂိုလ်ရဲ့စိတ်တဏ္ဍာမှာသဒ္ဓါသီလတုတ္တစာကပညာဆိုတဲ့နိဗ္ဗာန်သွားခီးစီယဇနာတွေရလိုက်တာကိုဆိုလိုတော်မူတာပါပဲ။ ဒါကြောင့်လှူရဲဆိုတာဂုံသွားတာမဟုတ်ရလိုက်တာလို့မှတ်ကြပြီးလှူတတ်အောင်လှူပါလို့တိုက်တွန်းချင်ပါတယ်ဗျာ